ကျွန်တော်တို့အနေနဲ့ဒီ inverter circuit ခုကိုတိဆောက်မယ်ဆိုရင်လွယ်ကူလုံးပြောရရင်တော့ကျွန်တော်တို့ဒီမှာဒီ transformer ရဲ့ပြီးလို့ရှိရင် transformer ကိုကျွန်တော်တို့တလက်စီအခွင့်ပိတ်လုပ်ပေးရမယ် switch ကိုထိမ့်မယ်ဒီ switching on ကျွန်တော်တို့ဒီမှာ oscillation နဲ့ circuit ရဲ့ကျွန်တော်တို့ဒီခလုတ်လုံးမျိုးကျွန်တော်တို့ switching လုပ်မယ် transistor ဒါမှမဟုတ်ရှင်ဒီလိုမျိုး mosfet တစ်လုံးလိုပါတယ် mosfet လိုပါတယ်ကျွန်တော်ရရှိမှာ perfect fine နဲ့ switching လုပ်လို့ရတယ်ဒီ stable multi vibrator တွေအဲ circuit တွေကိုပေါ်ပြပေးရပါတယ် အခုဒီ circuit လေးကိုဘယ်လိုသုံးချပြီး inverter လေးတကူတိဆောက်ကြမယ်ဆိုတာကိုကြည့်ကြပါမယ်။ကျွန်တော်တို့ transformer ကိုတော့ကိုထွက်ချင်တဲ့လောက်ကိုဟိုတွဲဖို့ကနေပြီးတော့အဲကျွန်တော်ဒီမှာဒီတွဲဖို့ကနေပြီးတော့ရှိလို့ရှိရင်ကျွန်တော်ဒီဘက်မှာ220ဖို့ဟို220ဖို့ဟိုဟိုပတ်ကြပါမယ်။ဒါလို့ရှိရင်သူ့ရဲ့ watt ပုံမူတီးပြီးတော့100 watt 200 watt 500 watt ကနေ1000 watt ဒီကျွန်တော်ဒီလိုမျိုး center တက်တွေပါတယ်။ဟိုက3ချောင်းပါတယ်။ဒီ transformer ကိုယူရအောင်မယ်။ဒါကိုကျွန်တော်တို့ဒီ design လေးကိုကျွန်တော်တို့က push pull design လို့ဟိုခေါ်ပါတယ်။ ီ switching လုပ်ခံရမယ် mosfet ကိုလည်းကျွန်တော်တို့ဒီ mosfet လေးကိုလည်းကျွန်တော်တို့ကတစ်လုံးနှလုံးသုံးလုံးစစပြင်ကိုလိုဂျင်နဲ့ဝက်နဲ့အံပြောင်မှုတူပြီးတော့ကျွန်တော်သုံးရတာဖြစ်ပါတယ်။ဒီနောက်တစ်ခုကတော့ဒီ cloud ဖြစ်တဲ့ဒီ mosfet ကိုကျွန်တော်အကျဉ်း90ကျွန်တော်တို့ဒီ mosfet အကျဉ်း90အဖွင့်ပိတ်လုပ်လို့ရအောင်တုပ်ပေးမယ်။ဒီ fat 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 ရဲ့ကြာချိန်တွေနဲ့ကျွန်တော်တို့ကြာချိန်တွေနဲ့သူက duty cycle လို့ခေါ်တယ်ကျွန်တော် duty cycle လို့ခေါ်တယ် on time လေးကိုကျွန်တော်တို့ duty cycle လို့ခေါ်တယ်ဒီ on time off ဖြစ်မဲ့အချိန်ကြာချိန်လေးကိုလည်းကျွန်တော်တို့ on time ဖြစ်မဲ့အချိန်လေးကိုလည်းကျွန်တော်ပြန်တွက်ပေးရပါမယ်။အဲကျွန်တော်တို့အတွက်အိမ်သုံး AC ဖြစ်အောင် ်အစက်ကောင်အချိန်90 oxidation လုပ်ဖို့ကိုလုပ်ဖို့ကျွန်တော်တို့က duty cycle ကကျွန်တော်90ရာခိုင်နှုန်းအလောက်လိုအပ်လို့ဖြစ်ပါတယ်ဒီ inverter cycle ရဲ့လုပ်လုပ်ပုံကိုကျွန်တော်အကြံပြင်ရှင်းရရင်တော့ကျွန်တော်တို့ center တက်လို့ခေါ်တဲ့3စာ transformer ရှိရမှာဖြစ်ပါတယ်ဒီမှာ3စာ transformer ရှိတာဖြစ်ပါတယ်ကျွန်တော်တို့ battery ကကျွဲဖို့ဆိုတော့ transformer ရဲ့အလဲစားကိုကျွန်တော်တို့ဒီမှာဒီ transformer ရဲ့ကျွန်တော်တို့အလဲစားကိုကျွန်တော်တို့ transformer ရဲ့အလဲစားကို အပေါင်းနဲ့ကျွန်တော်တို့ဘက်တီးရီးယားအပေါင်းနဲ့ကျွန်တော်တို့ချိန်ပြီးတော့ကြံတဲ့နှစ်ဆကိုတော့ဘက်တီးရီးယားဒီမှာအနှုတ်စာဖြစ်တယ်ဘက်တီးရီးယားအနှုတ်စာနဲ့အဲချိန်ပြီးတော့ဒီမှာ ground ကိုချတာပါတယ်ဒီဒီအနှုတ်ဘက်မှာပဲကျွန်တော်တို့ဒီလိုခလုတ်လေးနှစ်ခုကိုတက်ပြီးတော့တလဲစီကျွန်တော်တို့ဒီလိုမျိုးအဖွင့်ပေးလုပ်ပြရမှာဖြစ်ပါတယ်ဒီအခုဒီပုံလေးကိုဒီပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်အပေါ်ခလုတ်ကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်ဒီလိုနှိပ်လိုက်တဲ့အခါအမှန်တိုင်းအပေါင်းကနေပြီးတော့ဒီအပေါင်းကနေလက်စစ်ကဒီလိုစီးသွားမှာဒီ point နဲ့ကိုဖြတ်စီးသွားမှာ counter clockwise ဖြတ်စီးသွားမှာဖြစ်ပါတယ်နောက်တစ်ခါဒီ clock ကိုပြန်ဖွင့်လိုက်ပြီးတော့ เนาะဒီကလုတ်ကိုကျွန်တော်တို့ပြန်ဖွင့်လိုက်ပြီးတော့အောက်ကကလုတ်ကိုကျွန်တော်ထိလိုက်လို့ပြောရှင်เนาะပုံမှန်အတိုင်းကျွန်တော်တို့ဒီအပေါင်းကနေပြီးတော့အအနှုတ်ကို close ไว้ကျွန်တော်တို့ပြီးသွားမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့အပေါ်တလဲအောက်တလဲစီးနေတာကနေဒီ secondary ကျွန်တော်တို့ဒီ secondary site မှာဆိုလို့ရှိရင် AC လိုမျိုး weight ကိုဖြစ်ပေါ်စေပါတယ် AC ဆိုတာကကျွန်တော်တို့ alternating current ဖြစ်ပြီးတော့ဒီလိုမျိုးအတက်အောက်ကျွန်တော်တို့အပြန်အလှန်စီးနေတာကိုပြောတာဖြစ်ပါတယ် transformer ကလည်းကျွန်တော်တို့တန်လိုက်ဆက်ကွင်းရဲ့သဘောတရားရာ secondary side မှာညှိုးဝှက်ဖြစ်ပြီး coin ကကျွန်တော်တို့အပတ်ရည်များများအမြင့်ပတ်ထားပြီးပတ်ထားတယ်ပတ်ထားတဲ့အတွက်ကြောင့်မို့လို့ဘိုးအားကလည်းကျွန်တော်ဒီဘက်ကတွဲဖို့ပတ်ထားပြီးတော့ဒီဘက်ကအမြင့်220ဖို့ပတ်ထားတဲ့အတွက်ကြောင့်မို့ဒီမှာ alternate garden 220ကိုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီသဘောတရားတိုင်းပဲကျွန်တော်တို့ကကလုတ်နေရာမှာကျွန်တော်တို့ဒီမှာ mosfet ဒီမှာနှလုံးကိုထည့်လိုက်ပါတယ် မော့စဖက်တွေကိုကျွန်တော်တို့တလဲစီအဖွင့်အပိလုတ်ဖို့အတွက်ပေါ့ကိုကျွန်တော်တို့ကဒီမှာ 555S တွေပဲ RP barrier circuit ကိုလုတ်ခိုင်းလိုက်တာဖြစ်ပါတယ်။သူကဆိုရှင်တလဲစီအဖွင့်အပိလုတ်ပေးတာဖြစ်တာကြောင့်မလို့ပါ။အဲ့တော့ကျွန်တော်တို့က secondary site မှာဒီကျွန်တော်တို့ဒီလိုကျွန်တော်တို့ secondary site မှာကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့အလဲစားကထုတ်ပြီးတော့လေကျွန်တော်တို့ဟန်နဲ့အတန်ကိုတုံးလို့ရပါတယ်။တကယ်လို့ charging low high အတွက်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ ခြာခြင်းလိုဟိုက်တွေတူတန်ဒီဖို့အစကိုလည်းအဲကျွန်တော်တို့ဒီမှာထုတ်သုံးထားလို့ရပါတယ်တူတန်ဒီဖို့နဲ့ဒီဘက်ကနေပြီးတော့ကျွန်တော်တို့တူတန်ဒီဖို့နဲ့တွင်းတာပုံမှန်ဖြစ်ပြီးတော့ကျွန်တော်တို့240ဖို့နဲ့တကယ်လို့တွင်းလို့ရှိရချင်းကျွန်တော်တို့ဒီခြာခြင်းလိုနဲ့တွင်းတာလို့ပြောတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကတိထားရမှာဒီဘက်ကကျွန်တော်တို့တွဲဖို့ battery ဘက်ကကြည့်မယ်ဆိုလို့ရှိရင်เนาะ inverter side ကကြည့်ရင်240ကကျွန်တော်တို့ဟာဆိုလို့ရှိရင်240ကကျွန်တော်တို့ကျွန်တော်တို့အောက်ပေါ်ကျွန်တော်တို့240ကို AC ရတယ်လို့ပြောတာဖြစ်ပြီးတော့ battery ကိုဒီဘက်ကနေပြီးတော့ battery ဘက်ကိုကျွန်တော်တို့ဒီဒီဘက်ကနေပြီးတော့ charging ဘက်ကကြည့်ရဆိုရင်เนาะ low charge နဲ့တွင်းနေတယ်လို့တိထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ transformer ဒီလို30စနီးကိုကျွန်တော်တို့က push ပို့လို့ခေါ်တာဖြစ်ပါတယ် ကျွန်တော်တို့ရှေ့က555တိုင်မှာ stable multivariate circuit လေးမှာ oscillation ကိုကျွန်တော်တို့ switching loop ကိုကြာချိန်တွေကိုကျွန်တော်တို့ဒီပုံစံနည်းတွေနဲ့တွက်ခဲ့တာဖြစ်ပါတယ်။ကြာချိန်တိုင်းရဲ့ discharge တိုင်းရဲ့ကျွန်တော်တို့ total period ကကျွန်တော်တို့ကြာချိန်တိုင်းနဲ့ discharge တိုင်းကိုပေါင်းလိုက်တာဖြစ်ပါတယ်။ frequency ကတော့ကျွန်တော်တို့ဒီ1 by total period နဲ့စားတာဖြစ်ပြီးတော့ duty cycle ကဆိုလို့ရှိရင်ကျွန်တော်တို့ TR ဖြစ်တဲ့ on နဲ့ချိန်နဲ့ total total T on နဲ့ TO ရဲ့အခုပေါင်းနဲ့စားပြီးတော့ရာခိုင်နှုန်းတရားနဲ့ကိုမြောက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာဒီပုံသင်ကြီးကိုတုံးချပြီးတော့ inverter circuit ကိုတည်ဆောက်ကြပါမယ်။ဒီပုံသင်ကြီးတွေမှာကျွန်တော်တို့ဒီ R1 R1 ကျွန်တော်တို့ R2 နဲ့ဒီ C တွေရဆိုရွှေရှင် insert လိုက်ကြည့်ပါ။သူက square wave ကိုအကောင်းကောင်းထုတ်ပေးနိုင်ပြီ။ R1 နဲ့ R2 ရဲ့အချိုးကြောင့်မလို့ဆိုရှင် duty cycle ကိုတော့ကျွန်တော်တို့90ရာခိုင်နှုန်းမထုတ်ခဲ့။သူကဆိုရှင်90တွေကျော်ပြီးတော့ထုတ်ပါမယ်။ကျွန်တော်တို့က AC square wave ကို50 Hz မှာထုတ်တဲ့အခါမှာ duty cycle က90ရာခိုင်နှုန်းဖြစ်ဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့က90ရာခိုင်နှုန်းရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ R1 နဲ့ R2 ရဲ့တန်ဖိုးကိုဒီ R1 ရဲ့တန်ဖိုးလေးကိုကျွန်တော်တို့အရင်သေးလိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ R1 နဲ့ R2 ထားမှာဆိုလို့ရှိရင် diode တွေခံလိုက်တာပဲဖြစ်ဖြစ်ဒါလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီ time ကိုခံလိုက်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံတင်နည်းတွေပြောင်းသွားတာဖြစ်ပါတယ်။အဲ့တော့ T1 T1 ဆိုလို့ရှိရင်0.79 to R1 C1 C ဖြစ်ပြီးတော့ off time ဟာ T low ဟာ0.9 R2C ဖြစ်ပြီးတော့ time ပြီးတော့သူတို့နှစ်ခုပေါင်းဖြစ်ပါတယ် frequency ဟာဆိုလို့ရှိရင် F1 by T 1.44ကို R2C ဖြစ်ပါတယ် duty cycle ကတော့ကျွန်တော်တို့ R1 ကို R1 plus R2 နဲ့စာပြီးတော့တရားရခိုင်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ duty cycle 50ရုံနဲ့50ဆက်ရအောင်နော်ဟောတွေ့ကြည့်ကြပါအဖြစ်ပါတယ်ကျွန်တော်ဆက်ကက်ကိုတော့ကျွန်တော်နောက်ပိုင်းမှာရှင်းမှာဖြစ်ပါတယ်အခုတော့တင်ချာနီးတင်ချာနီးနဲ့နည်းငယ်တွေ့ကြည့်ကြပါဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကတစ်စက္ကန့်ကိုအကျေ90ရအောင်ကျွန်တော်တို့ IRF test ပို့ဖို့အောင်ပြင်ပိတ်လုပ်ပြီး PPS ရပါပြီအဲ့တော့ကျွန်တော်တို့ဒါကိုတွေ့ကြည့်ကြပါမယ်အခုအရှိမှကျွန်တော်ပြောခဲ့တဲ့အတိုင်း F ညာရင်း1 by T ဆိုတဲ့ပုံစံကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့က90 Hz လိုချင်တဲ့တက်ကြောင့်မဟုတ်လို့အဲ့တော့ T ကကျွန်တော်တို့ရွှေ့ရှိ time period T time period T ကိုကျွန်တော်တို့ရှာလို့ရပါတယ်အဲ့တော့ T က T ကနေပြီးတော့တခါထပ်ပြီးတော့ကျွန်တော်တို့ R1 and R2 ဘလောက်လဲဆိုတာကိုရှာမှာဖြစ်ပါတယ်ကျွန်တော်တို့ capacitor တန်ဖို့လို့ကျွန်တော်ပုံသေး0.1 microfarad လို့ပဲကျွန်တော်ထားလိုက်တာဖြစ်ပါတယ်။အဲ့တော့ အရှိရာပုံစံကြီးရတိုင်းပဲကြည့်မယ်ဆိုလို့ပြောရှင်ကျွန်တော်တို့90ညီညာ1.44 by R1 R2 into C ပါအဲ့တော့50 by အဲ့တော့ဒီနေရာမှာကျွန်တော်တို့က R1 နဲ့ R2 တန်ဖို့ကိုကျွန်တော်တို့တူတူပဲထားလိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ကစတဲ့ဒီ R1 နဲ့ R2 ရဲ့ဂျာမှာတိုင်းရုပ်တွေကိုထည့်ပြီးသုံးမှဖြစ်တဲ့ကြောင့်မလို့ duty cycle 90ရာခိုင်နှုန်းရအောင်လို့ R1 နဲ့ R2 ကိုကျွန်တော်တို့ကတူအောင်ထားလိုက်တာဖြစ်ပါတယ်အဲ့ဒီတော့50ညီညာရင်1.44အဲ့တော့ 2R into C ဖြစ်သွားပါပြီအဲ့ 2R into C ကဟိုတစ်ခါပို့လိုက်လို့ဆိုရှင်ကျွန်တော်တို့ဒီ1.44ကဆိုရှင်90နဲ့စတာ 0.02 AA ရပါတယ်အဲ့တော့ capacitor ရဲ့တန်ဖိုးကကျွန်တော်0.1 microfarad ဆိုတာနော်0.1တန်ဖိုးက -10 ပါအဲ့တော့ကျွန်တော်တို့ကအာဝတုံရိုးရှင်2ကိုဟိုကျွန်တော်0.2 A ကို2 2နဲ့ကျွန်တော်တို့ဒီ0.1 2တန်ဖိုး -10 microfarad နဲ့ကိုစားလိုက်တာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ကအဲ့လိုတွက်လိုက်တဲ့ကံမှာဆိုလို့ရှိရင် R1 နဲ့ R2 ရဲ့တန်ဖိုးက1.4ကီလိုအောင်လောက်ရပါတယ်အဲ့တော့ duty cycle ကိုကျွန်တော်တို့50ခန်းလုံးရတာမရဘူးသာဘူးကျွန်တော်တို့ duty cycle ပုံစံနည်းနဲ့ကျွန်တော်ပြန်တွက်ကြည့်လိုက်တဲ့ကံမှာဆိုလို့ရှိရင်1.4ကို1.4နဲ့ plus 1.4နဲ့ပြရင်လည်းမရတော့50ခန်းရပါတယ်အဲ့တော့ကျွန်တော်ကအခုကျွန်တော်စောက်တဲ့စကတ်မှာဆိုလို့ရှိရင်အခုဟိုကမရှိရတဲ့အောင်150ကျွန်တော်ထည့်လိုက်ပါတယ် ဒါပေမဲ့ကျွန်တော်တို့သတိထားမယ်ချက်ကတော့ကျွန်တော်တို့ diode တွေကိုရွေးချယ်ဖို့အတွက်ကမှာ persuasion diode လို့ခေါ်တယ်။ဘာကဘွန်ပွဲကဲ့သို့ရဲ့ diode တွေကိုအသုံးပြုနေပါလေ။နောက်တစ်ချက်ကတော့နောက်တစ်ချက်ကရှိရပါပါလဲဆိုလို့ရှိရင် diode ပွဲပွဲတွေ့ရဆိုလို့ရှိရင်အခုချိန်ထဲမှာပြောင်းလဲနိုင်ပါလေ။ကျွန်တော်တို့ဒီ IRF Support and Boss Pack အကြောင်းလေးကိုကျွန်တော်အချင်းလေးတော့ပြောပြပြလို့ပါလေ။ ပုံမှန် transistor ရဆိုရှင် base မှာကျွန်တော်0.74ကိုကျော်ရဲစပြီးတော့လုပ်လို့ပြီးတော့ base ကနေတိုးတာနဲ့ collector to emitter ကနေတိုးလာလို့ current control device ဆိုပြီးတော့ BJT transistor တွေကိုခေါ်ပါတယ်။အခု MOSFET မှာဆိုလို့ရှင်လည်းသူကဆိုလို့ရှင်6လောက်ကကျွန်တော်တို့6လောက်3ညောင်းဖြည့်ပြီးတော့ gate ရဲ့ကျွန်တော်တို့ gate ရဲ့ drain ရဲ့ source ရဲ့ဆိုပြီးတော့အဆူရဆိုပြီးတော့ရှိပါတယ်။ပြီးတော့ gate ကိုကျွန်တော်တို့ voltage များများပေးရတာဖြစ်ပါတယ်။0.7 volt လောက်တော့မရတော့ပါဘူး။ ့ရဲ့ data ရှိမှာဘလောက်ကိတ်ဖို့တွေပေးရပြီကားရစင်ပုံဘလောက်ခံနိုင်လဲဆိုတာကိုကျွန်တော်တို့ကြည့်လို့ရပါတယ်နောက်ထပ်အားသာချက်ကတော့ BJDT မှာက switching on oscillation လုပ်နေတဲ့ speed ကကျွန်တော်တို့အလွန်နည်းတာဖြစ်ပါတယ်အခုသူ့ရဲ့ specification တွေကိုနည်းနည်းကြည့်မယ်ဆိုလို့ရှိရင်သူ့ကို small sin နဲ့ကျွန်တော်တို့ antenna နဲ့ mosfet ကိုခေါ်ပါတယ်သူပါဆိုလို့ရှိရင် continuous ဆိုလို့ရှိရင်တောက်လျှောက်ကျွန်တော်တို့ကားနဲ့ခံနိုင်ရဆိုလို့ရှိရင်59 ampere လောက်ခံနိုင်ပြီးတော့သူပါဆိုရင်ကားနဲ့စောင့်တက်မှုကဆိုလို့ရှိရင်160 ampere လောက်ခံနိုင်ပါတယ်ပြီးလို့ရှိလို့ရှိရင်သူပါဆိုလို့ရှိရင်၄ဖို့တက်ကျော်ပြီးတော့ပေးရတာဖြစ်ပါတယ် ီးလို့ရှိရင်ဂိတ်ကဂိတ်နဲ့ဆိုရင်ပိုးရရဆိုလို့ရှိရင်20ဟုတ်တယ်တော့ကြော်ပြီးတော့ဟုတ်မကောင်းပါဘူးအဲပြီးလို့ရှိရင် maximum ကျွန်တော်တို့ maximum ကျွန်တော်တို့ train ရနေပြီးတော့ source ပို့ရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့55ပို့ရတော့မကျော်ပါဘူးမကျော်ပါဘူးလို့ဒါပြောပြတာအဒေတာရှိတာအကြံဉာဏ်လေးပြောပြတာဖြစ်ပါတယ်အခုကျွန်တော်တို့ကဒီပုံကိုကြည့်မှဆိုလို့ရှိရင်ကျွန်တော်ရှိမှပြောရတဲ့အတိုင်းအဲ battery ပါမှာအဒီ inverter လုပ်ဖို့အတွက်ကျွန်တော်တို့ battery အားတော့ power supply နေနဲ့ရှိပါမယ်ပြီးလို့ရှိရင်သူ့ restriction circuit ပါပါမယ်ပြီးလို့ရှိရင် switch လုပ်မယ်ကျွန်တော်တို့ကျွန်တော်တို့ MOSFET ပါပြီးတော့ကျွန်တော်ပြီးလို့ရှိရင် AC ကိုပြန်ထုတ်ပေးမယ် transformer ဆိုတာပါတာဖြစ်ပါတယ်ပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဆိုရင် duty cycle ကိုကျွန်တော်တို့က50ရာခိုင်နှုန်းဟိုရအောင်လို့ကျွန်တော်တို့ duty cycle ကိုကျွန်တော်တို့50 50ရာနှုန်းရအောင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲဒီ diode တွေကို diode တွေကိုဒီလိုမျိုးကျွန်တော်တို့ set ပေးရမှာဒါလည်းဒီလိုမျိုးဆက်ပေးရမှာ R1 R2 နဲ့ ကျွန်တော်တို့ R1 R3 နဲ့ D1 D2 တို့ကိုကျွန်တော်တို့ဒီလိုမျိုးအတဲ့အကြောင်းပြန်လေးဆက်ထားပေးရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဟာဒီ transformer ရဲ့အလဲစားကို battery နဲ့ကျွန်တော်တို့ဒီမှာဒီအလဲစားကိုကျွန်တော်တို့ဒီ battery နဲ့အခုဒီဘက်မှာကျွန်တော်တို့ battery နဲ့ကျွန်တော်တို့တိုင်ရိုက်ချိန်ပါတယ်။အပြီးလို့ရှိရင်ဒီ subwoofer ရဲ့ gate ကိုကျွန်တော်တို့ဒီမှာဒီ subwoofer ရဲ့ gate လေးကိုဟိုကျွန်တော်တို့ကဒီ resistor လုံးခံပြီးတော့အာကျွန်တော်တို့ perfect fire ရဲ့ output ပင်3နဲ့ဒီမှာ perfect fire output ပင်3နဲ့ဒီမှာချိန်ပါတယ်။အပြီးသွားလို့ရှိရင် အဲဒီ resistor လေးကတော့ကျွန်တော် gate ကို control လုပ်တာပါပြီးတော့ရှင် drain ကိုတော့ကျွန်တော် transformer ရဲ့ design နဲ့ဆက်ပြီးတော့ဒီမှာဒီမှာ gate drain ဆိုတူအဆို gate drain source ဖြစ်တဲ့အတွက်တို့ drain ဆိုရှင်ကျွန်တော်ဒီမှာ transistor ကဆက်ပြီးတော့ကျွန်တော်တို့ source ကိုတော့ကျွန်တော် battery ရဲ့အနှုန်းငုံနဲ့ဆက်ပြီးတော့ဒီမှာ ground ချတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ transformer ရဲ့ကျွန်တော်တို့ကြံတဲ့အစားတစားကိုလေအပေါ်ကတိုင် IR 444 and ရဲ့ကျွန်တော်တို့ကျွန်တော်တို့ ကျွန်တော် drain နဲ့ asset အားဖြစ်ပါတယ်ဒါပေမဲ့အရေးကြီးတဲ့ချက်ချက်က5 5 5ရဲ့ကျွန်တော်တို့ဒီမှာ pin 3နဲ့5 5 5ရဲ့ကျွန်တော်တို့ pin 3နဲ့ကျွန်တော်တို့ resistor ခံပြီးတော့ကျွန်တော်တို့တကယ်လို့ဒါကျွန်တော်တို့အဒီကောင်းကို power resistor ခံပြီးတော့ကျွန်တော်တို့တိုက်ရိုက်ချိန်လိုက်မယ်ဆိုလို့ရှိရင် mosfet နှလုံးလုံးပါဆိုရှင်ဒီမှာတပြိုင်နက်တည်းကိုကျွန်တော်တို့ on သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ transformer ကြီးကလည်း short ပြသွားနိုင်ပါတယ်ကျွန်တော်တို့ကတလဲစီဝင်နေတာဖြစ်တယ်ပြီးတော့တလုံးကပွင့်နေနောက်တလုံးကပိတ်မှာဖြစ်ပါဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဒီအလုံးကိုဟို ဲ့တော့ကျွန်တော်တို့ဒီ transistor တလုံးခံပြီးတော့ကျွန်တော်တို့ဒီမှာဒီ ground ကို switch ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ transistor လေးတလုံးနဲ့ကျွန်တော်တို့ဒီမှာ transistor တလုံးတလုံးရဲ့ကျွန်တော်တို့ base ကိုကျွန်တော်တို့ဖက်ဖက်ဖက်ရဲ့ pin 3နဲ့ကျွန်တော်ဒီမှာဖက်ဖက်ဖက်ရဲ့ pin 3နဲ့ဆက်လိုက်ပါတယ်သူ့ရဲ့ collector နဲ့ collector ကိုတော့ကျွန်တော်တို့ဒီအောက်ကဒီ mosfet ရဲ့ကျွန်တော်တို့ gain နဲ့ကိုဆက်ထားလိုက်တာဖြစ်ပါတယ် ပြီးလို့ရှိရရှင် emitter ကိုကျွန်တော် transistor ရဲ့ emitter ကို ground ချထားလိုက်ပါမယ်။အဲ့တော့ကျွန်တော်တို့ကဒီပုံစံကြဆိုလို့ရှိရင် perfect ကဆိုလို့ရှိရင် pin 3ကနေတော့ perfect pin 3ကနေကျွန်တော်တို့ signal ရလာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ voltage ကဆိုလို့ရှိရင်အပေါ်က mosfet ကိုသွားပြီးတော့ gate ကိုခွင့်ပေးတဲ့တောင်မလို့ transformer နေပြီးတော့ဒီမှာဒီဘက်ချမ်းဆိုလို့ရှိရင် on signal ကိုရမှာဖြစ်တယ်။ဒီကျွန်တော်တို့အောက်ဘက်အချမ်းကိုဟုတ်ဟုတ်ကြည့်မယ်ဆိုလို့ရှိရင်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဆိုလို့ရှိရင်ဒီ pin 3ရ signal က transistor ကိုခွင့်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ဒီ twist sensor ကိုဖွင့်ပေးလိုက်တဲ့ကြောင့် local data decimeter ground ကိုကြာသွားပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဘက်ကလာတဲ့ဒီ twist ဘောဆိုလို့ရှိရင် gate ကိုမဖွင့်တော့ပဲကျွန်တော်တို့ direct ground ကိုကျွန်တော်တို့ဆင်းသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဒီအောက်ကကျွန်တော်တို့ mosfet ကမဖွင့်မယ်။ပေါ်က mosfet ကလည်းဖွင့်တဲ့အနေအထားမျိုးကိုရမှာဖြစ်ပါတယ်။ကျွန်တော်တို့အခု perfect ဘက်က off signal ကိုရပြီးသွားရင်ကျွန်တော်တို့ off signal ကိုဒီမှာရတယ်ဒီမှာ off signal ဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်အောက်ကကျွန်တော်တို့ ဒီမှာဒီအပေါ်ကဒီ MOSFET ကတော့ပိတ်နေမှာဖြစ်ပါတယ်။နောက်ကဒီ MOSFET ကတော့တွဲဖို့ဒီအပေါ်ကနေပြီးတော့အာဒီချိန်မှာကျွန်တော်တို့ transistor တဲ့ကျွန်တော်ပိတ်နေမှာဖြစ်ပါတယ်။အဲ့တော့အောက်က MOSFET ကဆိုလို့ရှိရင်ဒီကနေပြီးတော့တွဲဖို့အပေါင်းရပြီးတော့ဒီမှာကျွန်တော်တို့ဒီ MOSFET ကိုကျွန်တော်ဖွင့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် MOSFET ကဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဒီမှာဒီအောက်ကဒီ transistor ကိုကွန်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ပါပါကျွန်တော်တို့ရတာမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီလို ဘာပါရပြီ query fake ကနေတွေ့ရရင်ဆိုကျွန်တော်တို့ဒီလိုစဉ်းစားမှာဖြစ်တယ်။အဲတော့ကျွန်တော်တို့ transformer ဒီလိုနဲ့ကျွန်တော်တို့အပေါ်ခွန်းနဲ့အောက်ခွန်းနဲ့တလဲစီလုံလို့ပေးတဲ့ကောင်ဆိုလို့ရှိရင်ဒီ second fee မှာဆိုလို့ရှိရင်220ကိုရတာဖြစ်ပါတယ်။အခုကျွန်တော်တို့ဒီ fake ကဆိုလို့ရှိရင် output oscillation ကကျွန်တော်ဒီမှာ oscillation ကကျွန်တော်တို့ဒီမှာ output pin 3ကနေပြီးတော့ oscillation ကတခုလေအထုတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ transistor ကိုကျွန်တော်တို့ transistor ကိုခံပေးနေရတာဖြစ်ပါတယ်။ကျွန်တော်တို့အခုအပြင်မှာရောင်းနေတဲ့ဗမာပြားထုတ်တဲ့ inverter တွေနဲ့ ် oxidation ကျွန်တော်တို့ကတ်နေရတော့ချင်း on off ကိုတပြိုင်တည်းလုပ်လို့ရတဲ့ချက်နဲ့ output signal ချက်နဲ့နှစ်ခုထုတ်လို့ရပါတယ် ECD 4047ဆိုတဲ့ ICD ဆိုတဲ့ချက်နဲ့နှစ်ခုပါတာဖြစ်ပါတယ်အဲ့တော့ဒီ ICD နဲ့ inverter circuit နဲ့ပြီးတော့ဟိုနောက်ဗီဒီယိုပြပါကျွန်တော်အလင်းသင်တို့ဘုဒ္ဓတအနေနဲ့ပေါ်ပြပေးသွားမှာဖြစ်ပါတယ်